။ရှစ်တန်းနှစ်လောက်ကအဲ့လိုဟိုသဘောကျတဲ့ကောင်မလေးတယောက်ရှိတယ်။အဲ့ကောင်မလေးကိုအဲ့လိုအဲ့တုန်းကဗာလေကိုရတရဲ့တခြင်းပုံရှိတယ်။အဲ့တခြင်းကအဲ့ဒါအဲကျွန်တော်ရေးထားတာဆိုပြီးတော့အဲ့ဒါစူပြရအောင်နော်။စူပြပြီးတော့အပတ်လေးပါသွင်းပြီးတော့အဲ့လိုဖွင့်ပြအောင်အဲ့တော့ကတော့ပြီးတော့မှသူတိပါအဲဆယ်တန်းနှစ်လောက်ကျတော့သူတိပါကျွန်တော်လာကောအဲအဲ့ဒါတော့မမေ့ရရှိတယ် ာပါမင်းဖုံမြတ်မင်္ဂလာပါအခုရိုက်နေတဲ့ program လေးကြောင့်ပြည်သက်နဲ့မိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါကျွန်တော်တို့အခုရိုက်နေတဲ့ program ကကျွန်တော်တို့ R&D Studio by Reality ရဲ့ Sunday Fashion Program ရဲ့အခုနေရာဖြစ်ပါတယ်အခု program က Sunday Fashion ဆိုတော့အခုလက်ရှိလုပ်နေတဲ့အမှုပညာအလုပ်ပြင်ပေါ့နော် Fashion နဲ့ဖြစ်တဲ့အရာတွေဆိုရင်ဘာများဖြစ်မလဲကျွန်တော်အခုအဓိကလုပ်တာက ကျွန်တော်တိုးဆောင်အလုပ်လုပ်တယ်အဲတိုးဆောင်အလုပ်ပြင်တခြား passionate ဖြစ်တဲ့အရာဖြစ်ရှင် သချင်းဆိုသချင်းဆိုတာ passionate ဖြစ်တယ်ဆိုတော့ guitar ကြီးတယ်အာ guitar ကျွန်တော်နေပပတော့ရတယ်အရင်ကြီးတော့ဟို processor ရင်းတော့အိတ်မတိတော့ဒါဆိုရင် guitar ကိုဘယ်ရွယ်ရစတည်ရတယ်အဲ guitar ကိုကျွန်တော်၅ရက်နှစ်မှာအဲကျွန်တော်ကအိမ်မှာသင်ပေးတယ်ပြီးတော့ဆယ်တန်းပြီးတော့အဲဆရာနဲ့ထပ်သင်တယ် ။တခြင်းရောထုတ်ဘူးလား။တခြင်းထုတ်ဘူးတယ်။အဲကျွန်တော်တခြင်းစုပေါင်း၅ပုတ်ထုတ်တာ။တခြင်းရောရေးလား။တခြင်းရေးတယ်။အဲ၅ပုတ်ထဲမှာ၄ပုတ်ကလို့ကျွန်တော်ရေးရတဲ့တခြင်းပါ။တခြင်းလည်းရေးနိုင်တယ်။ဂီတာလည်းတီးတက်တယ်ဆိုတော့အခု Sunday Fashion ကိုကြည့်နေရဲ့ပြိသက်ကြီးတွေလက်တန်းသင်းတပုတ်စက္ကန့်30တာဆိုပြပါလက်တန်းဆိုတော့ဟိုဖိဆိုင်နေပါတယ်ဟိုတို့ဟုတ်တယ် အဲ့ပြင်ရဆန်းလာဆိုတော့လေ okay ဆန်းကြည့်ပါလေအားလုံးအားလုံးမင်္ဂလာပါဒီနေ့လုပ်နေတဲ့ရကူရေးက program မှာပါဆိုရမောတီတော်ကိုကျန်လာ ready ရွှေရောပေါ်ကျွန်တော်တို့ပြောရွှင်စေရ yeah စိတ်သက်ရှိတဲ့ရွှေနေရင်တဲ့ချင်းဘုတ်ဆက်ဟုတ်တယ်ကျွန်တော်ရဲ့နာမည်က မင်းဖုံမြတ်ဖန်လေးပရှင်တို့တချင်းတို့ဖက်ဒီတချင်းကချီးနေတဲ့သူအလုံးတို့ကြောင်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 လက်တလောအတိုက်ဆုံးတချင်းလေးကိုပြပြပေးပါတိုက်ဆုံးတချင်းကကျွန်တော်ဘူတလောကကျွန်တော်တပည့်ကြီးရဲ့ Jeffy Evan ငါတော့ပြနေတယ်အဲ့ဒီကအမှတ်တမဲဆိုတဲ့ချင်းကြီးလိုကယ်ထဲမှာတိုက်ဆုံးဆိုတော့ အာလူကလေးမှာဆိုင်ဆုံးဆိုတော့ပြောပါဆိုရင်အဲထွင့်တဲ့အင်းငယ်ကိုကြိုက်တယ်ကဲချင်းကလူပညာလုံးမှာဘယ်တိုင်းသားနေပံ့ပိုးပေးလဲအာတချင်းကလူပညာလုံးမှာလူပညာလုံးမှာကျွန်တော်တို့အပြင်လူနေမှုမှာအဲ့လိုအထောက်အကူဖြစ်တဲ့နေရာအများကြီးရှိတယ်အာကျွန်တော်တို့ဟာလေးကြလို့ရှိရင်အာအဲ့လိုဖိတကြတဲ့အချိန်တွေရှိလို့ရှိရင်အဲ့လို motivation တချင်းတွေနှာထောင်ဖြစ်တယ်အဲ့လိုမတဲ့တချင်းတွေလည်းနှာထောင်ဖြစ်တယ်ပေါ့နော် စိတ်ခံစားချက်ပုံမူတည်ပြီးတော့တခြင်းနဲ့နှာထောင်ဖြစ်တယ်။အဲပြီးတော့ဒီတိုးဆောင်အလုံးမှာလေကျွန်တော်တခါလေးကျလို့ရှိရင်ကျွန်တော်တို့ငိုဝမ်းမဲ့ဆင်းနေပါတယ်ရှိလို့ရှိရင်ကိုယ်တွက်အလိုအာစိတ်ခံစားချက်အပေးနိုင်တဲ့တခြင်းနှာထောင်တာမျိုးလို့အဲလိုပျော်စရာဆင်းလေးရဲခံနေလို့ရှိရင်ကျွန်တော်တို့ပြဖို့ကောင်းတဲ့တခြင်းနေပြီးတော့ rap ခြင်းနေနှာထောင်တာမျိုးလို့အဲအဲ့လိုမျိုးလုပ်လို့ရှိရင်အဲတော့အဲတခြင်းအားကျွန်တော်တို့ဒီအမှုပညာအလုံးမှာရောကျွန်တော်ပြင်ပလူနေမှုမှာရောကျွန်တော်တို့အထောက်အကူပြုတယ် အဲတခြင်းဆိုတာကဘယ်ထင်းအားစပြီးတော့ passionate ဖြစ်သွားတာလဲတခြင်းဆိုတာကို passionate ဆက်ဖြစ်တာကကျွန်တော်ငငယ်တုန်းတည်းကတော့တခြင်းတာနာထောင်နေအဲအဲ့လိုပြီးတော့အိမ်မှာကျွန်တော် karaoke ဆက်ရှိတော့တခြင်းနေပါလေအဲ့လိုအိမ်မှာဆိုရဲအဲပြီးတော့ကျွန်တော်အဲ့လိုကြောင်းပြီးတဲ့ဆယ်တန်းပြီးတဲ့အချိန်မှာအဲ့လိုတန်တန်းလေးကျွန်တော်လိုက်တက်တယ်အဲအဲ့တဖြည်းဖြည်းနဲ့ဒီတခြင်းကိုလည်းဝါသနာပါတယ်ဆိုတော့တည်လာ ေဒင်မှာသူတို့သမီးကိုမင်းသိနေဝေဒင်နေပါရောက်ပါလေပေတစင်းနဲ့ထွက်စီချင်ဝေဒင်သူတို့ကမှအဲ့လိုအေးဘောနော်ဝေဒင်သူတို့ကတော့ညိုင်းညိုင်းစင်စားပါလေအဲ့လိုကိုကြိုက်တဲ့တခြင်းတစ်ခုခုပေါ့နော်အဲ့လိုမင်းသားစုံနဲ့လိုက်မဲ့တခြင်းတစ်ခုခုတော့ဖြစ်မှာပေါ့ဒါပေမဲ့အခုချိန်မှာတော့လို့ခေါင်းထဲကြီးကိုပုံလာတယ် ဘသူမှမသိရတဲ့ရှင်နဲ့ပတ်သက်တဲ့အမှတ်ရတစ်ခုပြောပြပေးပါရှင်နဲ့ပတ်သက်တဲ့အမှတ်ရရတော့အများကြီးပါပဲအဲအဲ့လိုပြောပါဆိုလို့ရှိရင်လို့အဲ့လိုနည်းနည်းကြီးစရာကောင်းတဲ့အမှတ်ရပေါ့နော်အဲ့လိုပေါ့နော်ဟိုချင်းထိုင်ခဲ့တဲ့အမှတ်ရလို့ပြောပါပေါ့နော်တခြားနဲ့ပတ်သက်ပြီးတော့အဲ့လိုဘာလဲဆိုတော့အဲကျွန်တော်ရှင်းတန်းနှစ်လောက်ကအဲ့လိုဟိုသဘောကျတဲ့ကောင်မလေးတယောက်ရှိတယ်အဲ့ကောင်မလေးကို အဲ့တော့ကဗာလေကိုရတရရဲ့တခြင်းပုံရှိရအဲ့ဒီတခြင်းကအဲ့ဒါအဲကျွန်တော်ရေးထားတာဆိုတော့အဲ့ဒါစူပြရပါနော်စူပြရပြီးတော့အပတ်လေးပါသွင်းပြီးတော့အဲ့လိုဖွင့်ပြအောင်အဲ့တော့ကတော့ပြီးတော့မှသူတိပါအဲ့ဆယ်နှစ်နှစ်လောက်ကျတော့သူတိပါကျွန်တော်လာကိုအဲ့ဒါတော့မမေ့ရရှိโอเคပါအခု ကျွန်တော် Sunday ပတ်ရှင်ရဲ့နောက်ဆုံးစီစဉ်အနေနဲ့အဲ့လိုကျွန်တော်လှုပ်ထားတဲ့တခြင်းတဲ့ကတခြင်းအလေးတပုတ်ပေါ့နော်အဲအဲ့ဒါလေးနဲ့ကျွန်တော်နောက်ဆုံးအနေနဲ့အမှတ်ရတည်ဆိုချင်ပါတယ် င်ကနာရရှိလေးကကပါကြီးလူတွေကျတာနာကျင်နေလေးပြီးဆက်လေးစေကပါကြီးမုံမီမြန်ငင်းလူဝေးစီဒေါ်ရီယာခင်ဝါစီဟော Yo me mi abuelo la de solo si le naide Oh, me lo ni de si que va a ti Ni que va a ti 니가 도와줄 리 없어 ခု Sunday Passion ကိုကြည့်နေတဲ့ပရိသတ်ကြီးကိုဖော်ပြပြောချင်ပါလေ။ဟုတ်ကဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးကျွန်တော်လူတယောက်ဆောင်အဖြစ်တခြားဘာလို့ passionate ဖြစ်တယ်ဆိုတော့အားရောက်ကြကြည့်ပြတော့လေကျေးဇူးအများကြီးတင်တယ်။ပြီးတော့ပရိသတ်တွေနဲ့လည်းအဲ့လို diet ထိတွေ့ခွင့်ကြတဲ့လိုမျိုးလည်းခံစားရတယ်ပေါ့နော်အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်အဲပြီးတော့တခြင်းတွေလည်းကျွန်တော်ထပ်ထုတ်ဖို့ရှိတယ်အဲ့ကြလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် ဒါဘူပါဒါအာလူဒါတော့ငုံဥငုံဥကတော့ကျွန်တော်ပထမဆုံးမွေးရဲ့ခွေးပေါ့နော်ရောက်လာတော့ဖြူဖြူလုံးလုံးလေးငုံဥနဲ့တူတယ်အခုကြီးလာတော့နည်းနည်းကြီးလာတော့ဘဲဥ site တို့တော့ချက်စင်ဥတို့ပါပြီးတော့အဲ့ site တော့နည်းနည်းတော့ဖြစ်လာတယ်